တိုးတက်လှပါတယ်ဆိုတဲ့နိုင်ငံကြီးတွေမှာတော့အသက်40နာပတ်ဝန်းကျင်မှာ midlife crisis ဆိုတာကြုံကြရတတ်တယ်။တတော်များများအရာကိုစီးပွားရေးဖိအားကြောင့်လို့ထင်တတ်ကြတယ်။ career အဖြစ် peak အဖြစ်ဆုံးအချိန်အရွယ်အဖြစ်အကောင်းဆုံးအချိန်ပြီးပြည့်စုံတဲ့မိသားစုဘဝကိုရနိုင်ခြင်းငယ်ဘွားကမက်ခဲ့သမျှအိမ်မက်တွေအားလုံးလက်တွေ့ဖြစ်နေခြင်းမိဘတွေရှိနေသည်ခြင်း အဖက်ဖက်ကပြီးပြည့်စုံနေတဲ့ဒီလိုအချိန်မျိုးမှာဘာလို့များ midlife crisis ကြုံစရာရှိလဲလို့ခန့်ငင်ငယ်အတွေးပူတယ်။ဒီအချိန်ကတကယ်အချိုးအကွေ့တစ်ခုပဲဗျ။ career အပြင် peak ဖြစ်နေတဲ့လူတွေအတွက် ရှေ့မှာ down trend လာမလားစပြီးစိုးရိမ်နေတဲ့အချိန်။ idea creativity energy position အပြင်နောက်တက်လာမယ့်သူတွေနဲ့ ရှင်နိုင်မမလားစပြီးပူပန်ရတဲ့အရွယ်အင်ဒါမရှိသေးတဲ့လူပြိုကြီးအပြိုကြီးတွေဆိုရင်မိသားစုထူထောင်ပြီးသားလူတွေနဲ့ကိုကိုကိုနှိုင်းရှင်မိတဲ့အခါငါနောက်ကျနေပြီလို့အထီးကျန်စိမ့်နဲ့တွေးကြောက်လာတတ်ကြတဲ့အသက်အင်ဒါတကူထူထောင်ပြီးသားတွေအတွက်ကမိမဆိုရင်အလှပနဲ့အရွယ်တင်နှုတ်ပြမှုကိုစပြီးစိုးရင် ယောက်ျားတွေအတွက်ကလွတ်လပ်ပေါ်ပါခွင့်နဲ့ပျော်ရွှင်မှုရဲ့နောက်ဆုံးခံတက်ကိုရောက်ပြီလို့စပြီးပူပန်မိတဲ့အချိန်ငယ်စဉ်ကအမြင်စိတ်ကူးရင်ခဲ့ရတဲ့ငါအသက်ကြီးပြီးငွေလေးများရှိရင်လှုပ်ချင်တာလေးတွေဆိုတာကိုတကယ်လုံးနိုင်စွမ်းရှိလာချိန်မှာတာဝန်ယူမှုတာဝန်ခံမှုတွေကြာမလုပ်ဖြစ်ခဲ့တာတော်တော်ကြာပြီဖြစ်တဲ့ကိစ္စလေးတွေကိုကိုခန္ဓာကျမ်းမာရေးနဲ့ NNG ရဲ့နောက်ဆုံးမိကြောက်လေးမှာလူပီးရယူလိုတဲ့စိတ်အားထက်သန်မှု အပြင်းပြဆုံးအခိုက်အတန့် sacrifice တွေအများကြီးကြားတဲ့ကကိုယ့်အချင်းအတော်ကြာမိထားခဲ့မိတဲ့ self ကိုပြန်လှည့်ကြည့်မိတဲ့နောက်ဆုံးလဲပြန်ငီးမောမှုငါဘဝမှာမပြောခဲ့ရသေးဘူးလို့တွေးတတ်တဲ့သူတွေအတွက် ငါရှေ့လျှောက်ပျော်ဖို့အင်အားမကျန်တော့တော့ဘူးပဲလို့တွေးမိတာမျိုးငါရှေ့လျှောက်ဒီလောက်လှနိုင်တော့မှာမဟုတ်ဘူးလို့ကိုယ်စိတ်ကိုချင်းချောင်းမိစေတာမျိုးတွေနဲ့လွန်ဆွဲရတဲ့အနေအထားတွေအဲ့ဒီမှာရင်အစားကြီးတွေလှိမ့်တက် တွေ့တဲ့လူကောက်ယူဘေးရလူနဲ့ကွဲ အလုံးအစ်စ်တွေစားလို့ရှိတဲ့လောက်ကထွက်ပတ်စံတွေလှိမ့်ရှာပတ်စံတွေလှိမ့်သုံးကိုကိုကိုတံပိုးတွေဆွတ်တင် တံမိုးတွေဆွတ်ချနဲ့လေကိုလှိုင်းပုတ်တယ်လို့လူးလေချလေလိုက်တဲ့ midlife crisis ကြီးလာတာပဲ။တိုင်မြင်အဖြစ်အလုတ်အကိုင်းကျမရေးအလှပထိတ်ဆုံးရောက်ချိန်မှုပြန်ကြတော့မယ်ဆိုတာသဘောပေါက်လာတဲ့အလန့်တကြားအသိစိတ်ကဘာကိုမဆိုအလွယ်တကူအလျင်မြန်ဆုံးဖြတ်စေတာကနေ midlife crisis ကြီးကဘဝတဲ့ဖောင်ကနေ ဝိုင်းလက်တီချက်လို့ထိုးသွင်းတာခံကြရတော့တာပဲဒီနိုင်ငံလိုနေရာမျိုးက mid life crisis ကတော့ဘလောက်တောင်ဆိုးလိမ့်မလဲဆိုတာစဉ်းစားတာကြည့်ပါတော့ဘဝဟာပလင်းတစ်လုံးဆို35နဲ့45ကြာမှာအဲ့ဒီပလင်းကိုလာလှုပ်ခတ်မဲ့ကိစ္စတွေအများကြီးရှိနေတဲ့ခြားကကျွန်တော်တို့ကအဲ့ဒီပလင်းကိုရိုက်ခွဲမဲ့နိုင်ငံမှာ လူလာဖြစ်ကြရတာ ာစာဝိစယပရှုတင်ဆက်သူစေမမြဆင်လူချင်းမျိုးအချင်းပြေးနာဆင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်